ကဲအားလုံးပဲမင်္ဂလာပါမျိုးတို့ရေဒီနေ့ကတော့ပေါ့နော်ကျွန်တော် KBZ KP ရတကယ်ပဲစိတ်မချရတော့ဘူးလားဆိုတဲ့ဥစားလေးနဲ့ကျွန်တော်စကြမှာလေအဲ့တော့ဒီတိကညီမလေးကလည်းအခုဗီဒီယိုတွေကညီမလေးကပေါ့နော်သူ online shop ရောက်တဲ့အချိန်မှာသူ KP တွေကနေ350ပျောက်သွားတယ်လို့ပြောတယ်ဆိုတော့350ဆိုတဲ့ငွေရနဲတာမဟုတ်ပေါ့နော်အဲ့တော့တကယ်ပဲ KP ကစိတ်မချရတော့ဘူးလားအခုတလောမှာလည်း KP ပြဿနာတော်တော်လေးကိုခက်ချစ်ချစ်ကလေးဖြစ်နေကြတယ်ဗျအဲ့တော့တကယ်ပဲစိတ်မချရတော့ဘူးလားတကယ်ပဲမယုံကြည်ရတော့ဘူးလားဆိုတော့ကဲအတူတူပဲလူကြီးတို့ကြည့်အောင်ဗျမင်းတို့ကြောက်ရွံ့စင်ဆိုင်မှာ ောပြစင်းဆိုင်မှာဒီဒီနေ့ကနေစပြီးတော့မင်းတို့ KP နဲ့ KB KBZ banking ကိုငွေလဲလက်ခံတာတွေပစ္စည်းဖို့ငွေလဲလက်ခံတာတွေခဏရက်ထားပါမယ်နော်။ဘာကြောင့်လဲဆိုရင်မင်းမင်းဒီနေ့22ရက်နေ့ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ350တိတိလုံးဝပြောက်သွားတယ်။ဘာဘာမမအဝင် ထွက်မရှိဘဲနဲ့ပြောက်သွားတယ်။မင်းတို့ကမနေ့တော့ငါဆိုလို့ရှိရင် ်မနေ့တော့ကဘန်ကင်းမှာနောက်ဆုံးပိတ်ပေါ့နော်နောက်ဆုံးပိတ်သုံးထားတာ special account တွေကနေပြီးတော့ special account တွေက350ကျောက်သွားတာเนาะ special account တွေကနေပြီးတော့မင်းတို့ဒီအနီ account ပေါ့ညီမတို့စိုင် account တွေအများစုကျူအာနဲ့သုံးတာစိုင် account ကိုအနီ account ပေါ့เนาะအဲ့လို special account တွေကကိုကျွန်တော်တို့350ကျောက်သွားတာเนาะ350ဆိုတဲ့အာနဲတာမဟုတ်ဘူးเนาะကျွန်တော်တို့ဘူးချိန်မှာလေငွေရဆိုတာကဟိုဟာ မားချန်အကောင့်လို့သူတို့ခေါ်တယ်မားချန်အကောင့်ဖွင့်ထားပေးလိုက်အဲ့မားချန်အကောင့်နဲ့ချိန်ထားတာအဲ့သိန်း60ကျော်နှစ်ချောင်းသိန်း100ထည့်လိုက်တယ်ကေဘေးဟိုအနီရဲကိုထည့်ပြီးွားတာနဲ့ဘန် special account ထဲမှာသိန်း60ကျော်ကျန်ခဲ့တယ်မနေ့ကမြမကဒီနေ့မနေ့ဒီနေ့စတော့ဒီနေ့22ရက်နေ့ပေါ့နော်22ရက်နေ့မှာငွေ300ဆရာရှိလို့မြမကဖန်ပိတ်ချိန်3နာရီကျော်မှငွေ300ဆရာရှိလို့တိတာနဲ့ချက်ချင်း ိလိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်ထဲမှာ350လုံးဝမရှိတော့ဘူးเนาะ350ကျော်မရှိခဲနဲ့350လုံးဝပျောက်နေပျောက်နေတဲ့အခါကျတော့ညီမကဘန်ကိုချက်ချင်းသွားတယ်ဘာလို့ညီမရဲ့ဆိုင်ကမြောက်တကုံပြင်လုံးလမ်းမကြီးပေါ်မှာပဲဒီចောင်းလမ်းသားမှာပဲရှိတယ်ညီမတို့ရဲ့ဒိန်းသားမှာလည်းចောင်း အဲ့ဒါဘယ်လိုဖြစ်တာလဲမသိဘူးချက်ချင်းသွားတယ်ပိုရောက်တဲ့အချိန်မှာဘန်ပိတ်နေတယ်ဆိုပေမဲ့အကျိုးအကြောင်းပြောပြီးတော့ဒီလိုမျိုးပြဿနာဖြစ်တဲ့အတွက်ကြောင့်ညီမသိကျင်တယ်ဘာဖြစ်တာလဲဆိုတာသိကျင်တယ်ဆိုဟိုကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီပြီးပါတယ်မှာတုံးတာနော်ဘန်နေကျွန်တော်ကေပေးပေါ့နော်ကေပန်းတွေပါကျွန်တော်တို့ကာစီကွန်ပန်းတွေပါတုံးတာဆိုလဲဒီလိုမျိုးတွေတစ်ခါမှဖြစ်ဘူးဘန်နေကနေပျောက်တာတွေပါကျွန်တော်တို့တစ်ခါမှမကြုံဘူးအခုဒီကေပီမှာအဲ့လိုကြီးအခုမြန်မာမှာတော်တော်ကိုခက်ဆစ်စစ်ကလေးဖြစ်နေပြန်ကေပီရနော်ကေပီပြဿနာတွေက ကဆက်ကြောင်းရဆိုပြီးတော့အထဲဝင်ပြီးတော့ပြောတော့အထဲထဲမှာတော့တာဝန်ရှိတဲ့အမားတယောက်ကအာညီမလေးဟိုဟာဗောစာအုပ်ကို history ကိုစစ်ပေးမယ်ဆိုတော့လေ history စစ်လိုက်တဲ့အခါကျတော့ history စာအုပ်ထဲမှာတော့ရှိတယ်။နော်စာအုပ်ထဲမှာတော့ရှိရဲ့။ဒါပေမဲ့ banking ထဲမှာမရှိဘူး။ history မှာလည်းဒီ banking ရဲ့ history တဲကိုကြည့်ပြန်တော့လေ banking ရဲ့ history မှာလည်းတကြောင်မှမပြဘဲနဲ့မရှိတော့ဘူး။ banking ရဲ့ history ထဲမှာလည်းတကြောင်မှဟိုအ မရှိဘဲနဲ့ငွေသားကြီးပဲဒီတိုင်းပြောက်သွားတယ်။ဒါညမကအမြဲတမ်းသုံးပြီးတော့အမြဲတမ်းဒီဘာလို့လုံးမအပြတ်လိုက်လို့လေနော်မသိဘူးဆိုရင်ဘယ်လိုလုံးမလဲမသိတဲ့သူငွေမောက်တချို့ဆိုငွေမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းကြီးပဲဘာထွက်ဆက်ရှင်မမရှိဘဲနဲ့ဒီတိုင်းကြီးပဲငွေပြောက်သွားတယ်ဆိုရင်ဘယ်လိုလုံးမလဲဒါအခုညီမကတော့ဒါတိသွားတဲ့အတွက်ကြောင့်ပါနော်တိသွားပြီနဲ့အခုသူတို့ဘက်ကတာဝန်ယူမှုမရှိဘဲနဲ့ဘန်ဟိုသွားတဲ့အခါမှာလေညီမကို ် online ကိုပဲဆက်သွယ်ပေးပါဆိုပြီးတော့ဘဏ်ကိုကိုယ်တိုင်ရောက်လာတော့မှ online ကနေပြီးဆက်သွယ်ခိုင်းလို့ညီမ online ကိုဆက်သွယ်တယ် online ကကြတော့ညီမရဲ့ account ကိုအခုစစ်ကြည့်တဲ့အခါကျတော့ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘဲနဲ့ဒီဟာကို block ထားတယ်လို့ပြောတယ်အဲ့တော့ block ထားရဆိုတော့ဘာကြောင့် block ထားလဲညီမတို့ရဲ့ account မှာ block ထားတယ်ဆိုရင်လေ banking ထဲမှာလည်းဘာမှဒီတိုင်းမပြောဘဲနဲ့အာ banking ထဲကငွေ amount ကိုဘာတစ်ခုမှလည်းမပြဘဲနဲ့ဒီတိုင်းပဲ block ဒါကိုကိုယ်တိုင်ပိုင်ရှင်သိလို့ဒီပိုင်ရှင်မသိဘဲနဲ့အဲ့လို block ခွင့်ရှိလား ီတိုင်းပဲပျောက်ခွင့်ရှိရဒါကကိုယ်တိုင်သိလို့ကိုယ်တိုင်မသိဘူးဆိုဘယ်လိုလုပ်မလဲပြီးတော့ညီမတို့ဆိုင်မှာဒီမှာဘန်ကင်းတွေကိတ်ပေးတွေအကုန်လုံးထားတာရှိသမျှပေးတွေအကုန်ရတယ်နော်ဆိုင်မှာလေကိုယ့်ရဲ့ customer တွေအလွယ်တကူနေရလေအိတ်တွေကိုလက်လီလက်ကရောင်းတာဖြစ်တဲ့အတွက်ကြောင့်နေရလေငွေလွှဲရတာအဆင်ပြေအောင်လို့ရှိသမျှပေးအကုန်လက်ခံပေးထားတယ်အကုန်လုံးရှိနော်ပေးတွေမှာ ။ဟိုအဲ့လိုကြီးတွေကြတော့ကျွန်တော်တို့ဘလို့ဘလို့ဘလို့ယုံကြည်စိတ်ချပြီးဘလို့တုံးရမလဲပေါ့နော်။တုံးဆွဲတုံးတဲ့သူတွေအနေနဲ့အဲ့တော့ KP ပြဿနာတော်တော်ခက်စစ်စစ်ခွေဖြစ်နေတာ။အခုဥစ္စာလည်းဖြည့်ရှင်းမပြေဘူး။ LINE ကနေဆက်သွယ်ပါ။ Online ကနေဆက်သွယ်ပါဆိုတော့ဘန်ကိုကိုယ်တိုင်သွားရတဲ့တန်းတောင်မှ Online ကနေဆက်သွယ်ပေးပါဆိုတော့ဒါဘယ်လိုမျိုးလဲ။ဘန်ကိုကိုယ်တိုင်သွားလို့ရှိရင်ဘန်ယုံဌာနတွေကဒါလှုပ်ဆောင်ပေးရမှာမဟုတ်ဘူးလား။ကျွန်တော်အမြင်ပေါ့နော်။အဲ့တော့မြမာပြည်မှာသူတို့ဘလို့သူတို့ရဲ့စနစ်ကဘလို့စနစ်လဲတော့မသိဘူးပေါ့။အဲ့တော့ ဒါတွေကယုံသွားတာတောင်မှာ online ကဆက်သွားပါဆိုတော့ဘယ်လိုမျိုးလို့ကျွန်တော်တို့နေတကယ်တမ်းယုံသွားလို့ရှိရင်ယုံကဒါတွေကတိုက်ရိုက်လုဆောင်ပြီးလို့မရဘူးလားပေါ့နော်အဲ့တော့သုံးဆက်သူတွေအနေနဲ့တော်တော်လေးကိုစိုးရိမ်ရတဲ့အနေအထားတွေဖြစ်နေတယ်ဗျာနော် stand နေအောင်တစ်ခါလေကြာရင်ထားတောင်းယူမှုတောင်းခံမှုမရှိရင်ပေါ့နော်ဒီတွေထားထားပေးထားရင်ဒီလောက်ထိယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်မြန်မာတို့ရဲ့လုပ်ငန်းရှင်အနေနဲ့ကမတုံ့ရဘူးလား KPO နော်ဒီကေပေးကဒီလိုမျိုးဟာတွေက banking နေနဲ့ banking နဲ့ special ကိုယ့်ရဲ့ special account နဲ့ကေပေးနဲ့ကိုချိတ်ဆက်ထားတဲ့အဖြစ်အကြောင်းကိုယ့်ကိုထည့်ခြင်းလဲထည့်မယ်ဒီဘက်ကိုလည်းပြန်သုံးခြင်းသုံးမယ်လေအဲ့ဒါအောင်မမစိတ်မဆရဘူးဆိုရင်ညီမတို့ကမသုံးရဘူးလားအခုညီမတို့ဒီနေ့ကသူတို့ကတော့ Monday ကိုစောင့်ကြည့်ပါလို့ပြောတယ်ဆိုပြင်းနေညီမသိချင်တာညီမတို့ဒီကြားထဲမှာကိုယ့်ရဲ့ငွေကိုသုံးခွင့်သုံးလို့မရတော့ဘူးသူတို့ဘက်ကလည်းရေရေရာတိကျမရှိဘူး online ကိုဆက်ပါဆိုဘန်ကိုသွားရအောင်ဘန်က မပြေရှင်းပေးပဲနဲ့ online ကိုလောက်ခိုင်းတော့ online ကလည်းဆက်သွယ်မယ်တာပြောလာလေနော်သူတို့ကတော့ဆက်သွယ်မယ်ပဲပြောတာမနေ့ပြန်ကြတယ်ပိတ်ရချင်းနော်အဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြန်မာတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘလို့ဆက်ဟုတ်အဲ့ဒါဘလို့တော့ဘန်းဘန်းကိုကိုယ်တိုင်သွားရတဲ့နဲ့ online ကဆက်တယ်ပါဆိုဘယ်လိုလိုမြန်မာပြည်မှာ KB 3ဆွဲသူတွေရှိလို့ရှိရင်ပေါ့နော်အခုကြည့်နေတဲ့သူတွေရှိရင်နည်းနည်းလေးကျွန်တော်မှတ်မှာဝင်ရေးတော့ပြီးပါအောင်အကြံဉာဏ်ပေးကြည့်ပါအောင်ပြောကြည့်ပါအောင်ပေါ့နော်ဒီ ban ကိုတိုက်ရိုက်သွားရတယ်ဘာလို့ online ကိုဆက်ညှော်နာတာကျွန်တော်အစဉ်းစားလို့မျော ban မှာဌာနမှာ ban ဟိုမှာတိုက်ရိုက်လှုပ်ဆောင်ပြလို့မရဘူးလားသူတွေနော်အဲ့ဒါလေးကျွန်တော်တစ်ချက်မေးကြည့်ပြောကြည့်ပါအောင်လားဘလို့လုတ်ပေးမယ်ဘလို့တောင်းဝင်ယူနေအခုရှိသမျှပေးတွေအကုန်လုံးလက်ခံပေးထားတယ်အခုအဲ့တော့ တကယ်လို့သာညီမတို့ကိုဒီအတိုင်းပဲပုံချဒီပဲပုံချဟုတ်ကဲ့ယူမှုတောင်းခံမှုမရှိလို့ဆိုတော့သုံးနေတူနေနေရဒီအချိန်ကနေစပြီးတော့ KB နဲ့ KBZ banking နဲ့ပတ်သက်လို့ဘာတစ်ခုမှမတုံးဘာတစ်ခုမှလည်းဒီလိုတောင်းဝင်ယူမှုမရှိဘူးဆိုရင်လုံးဝရှေ့ဆက်ပြီးတုံးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်အဲ့တော့တောင်းဝင်ရှိသူတွေဒါကိုဖြည့်ဆင်းပေးပါဘယ်လိုလုပ်ပေးမလဲဆိုတာပေါ့နော်ဒါဆိုကိုယ့်ရဲ့အကောင့်လေးကနေပြီးတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းဘလိုင်းပြောက်သွားတာလေ အဲ့ဒါကြီးကတော့ဘလို့မှမဖြစ်တဲ့ကိစ္စဒါကိုကိုတိုင်းသိနေလို့ကိုကိုတိုင်းမသိဘဲနဲ့အမောင်းမသိဘဲနဲ့သူတွေဆိုလို့ရှိရင်ဘလို့လုပ်မလဲဘန်ကင်းမပွင့်လာတဲ့သူတွေဆိုရင်တော့ဘလို့လုပ်မလဲနော်အဲ့တော့ရှင်းပေးပါဒီဟာရောတခြားညီမတို့ရဲ့အခု customer တွေထဲမှာရောဒီလိုမျိုးဖြစ်တာရှိလားရှိတဲ့သူဆိုလို့ရှိရင်လည်းဘလိုမျိုးဖြည့်ရှင်းလဲဆိုတာတစ်ချက်တော့အကြံဉာဏ်လေးပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်အာကျေးဇူးပါကဲအဲ့တော့ အခုဥစားကြီးက KP ကတော်တော်လေးကိုခက်စိတ်စိတ်ကလေးဖြစ်နေတယ်ပြဿနာတွေပေါ့နော် KP ပြဿနာကဟိုလိုလိန်လိုက်ဒီလိုလိန်လိုက်အာပေါ့နော်မပုံနေနံပါတ်တွေတောင်းဟိုပါလဲဟို update မြင့်မာရီရောဘာရီရောတော်တော်လေးကိုမှတော်တော်လေးခက်စိတ်စိတ်ကလေး KP ပြဿနာဖြစ်နေတာအဲ့တော့ကျွန်တော်တို့သုံးနှန်းသူတွေအနေနဲ့ဘယ်လိုလုပ်စိတ်ချမလဲဘယ်လိုယုံကြည်စိတ်ချပြီးတော့ငွေကိုထည့်ရမလဲတချို့ဆိုရင် ဟိုအဆင်ပြေလို့စီးပွားရေးတောင်းတင်းလို့လုတ်ထည့်ထားကြတာမဟုတ်စီးပွားရေးအတွက်လေပတ်ဖို့အတွက်မရှိမရှိမဲ့ဟာလေးတွေထည့်ထားကြရတာအဲ့ဒါဒီမှာပျောက်သွားရင်တို့တချို့ဆိုရင်ဘဝတွေဒုက္ခရောက်သွားရင်ဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့တော့အဲ့လိုပျောက်သွားလို့ဘန်သွားပြီးတော့လေဘန်ကအချက်လက်လိုက်ပြီးတော့မလိုက်နိုင်ဘူးအဲမလိုက်ပြီးနိုင်ဘူးဆိုရင်ဘယ်လိုလုပ်မလို့အဲ့တော့ ဘယ်လိုသုံးဆွဲမလဲပေါ့နော်သုံးတဲ့လူဆိုရယုံကြည်စိတ်ချမှသုံးနေတာလေဒီညီမလေးဆိုအခုလို online စီးပွားရေးနဲ့လုပ်တဲ့လူတွေ KP နဲ့ KP ကိုသုံးပြီးတော့စီးပွားရေးလုပ်နေလူတွေမြန်မာပြည်ပြည်မှာအများကြီးပဲပေါ့နော်အဲ့တော့ကြတော့ကိုကိုယုံကြည်စိတ်ချရအောင်ဘန်ဘက်ကလည်းဒီဥစ္စာတွေဘာကြောင့်ဆောင်ရွက်မပေးတာလဲပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဌာနဆိုင်ရာဘိုင်းအကုန်လုံးပေါ့နော်ဒါကြည့်ရှုပေးတဲ့နေတို့ထင်နေဗျာ ဒီလိုမျိုးပြည်သူတွေဒီလိုတုံးဆွဲတုံးတဲ့သူတွေအနေနဲ့တော်တော်လေးကိုမှနော်အခက်အခဲတွေတွေ့ရှိနေရတာတွေကိုအခုခက်စိတ်စိတ်ကလေးတွေ့နေရတယ်ဗျအဲဒါ350ဆိုတဲ့အင်အားကလည်းနေတာမဟုတ်ဘူးလေအဲဒါဒါတွေကတော့ကျွန်တော်တို့ဒီပတွေမှာဆိုရင်ဘယ်လိုမျိုးအတန်တွေတိတ်မကြောက်ကြားရင်လည်းခဏပဲခဏကြားပြီးရင်ဘန်ကတန်းပြီးတော့ညွန်ကြားချက်တွေပြန်ထုတ်ပြီးတန်းပြီးတော့တုံးတဲ့သူကိုလုံးကြီးစိတ်ချရအောင်သူတို့ဘက်ကတန်းပြီးတော့ဆောင်ရွက်ပေးတာဗျ အဲ့လိုမျိုးသုံးတဲ့သူအတွက်လုံးဆုံးစိတ်ချဖို့အတွက်ကျွန်တော်တို့ဘန်ကတ်တွေပါလမ်းကြောင်းကျနေကြဆိုရင်တန်ဘန်သွားလိုက်တာနဲ့ဘန်အတန်းချက်ချင်းလုံးကြောင်းသုံးတဲ့သူအတွက်ဟိုဖြစ်အောင်လို့တန့်လုပ်ပေးတာလားအဲ့လိုမျိုးတွေပေါ့နော်ဘန်သွားလိုက်တာနဲ့တန့်လုပ်ပေးတာအခုဥစားဟို online မှာလို့ဒီမှလို့ဟိုပုတ်ချတီပုတ်ချပုံစံကြီးဖြစ်နေတယ်ဒီညီမလေးပြောတော့ပုံအရာပေါ့နော်အဲ့လိုပေါ့တကယ်တမ်းကဘန်ဟိုဓာတ်ရိုက်သွားနေဘန်ကဓာတ်ရိုက်တာဆောင်ရွက်လို့ရတယ်လေသူတို့ကြည့်ပေးလို့ရတာပဲ เนาะတို့ချက်လက်တွေအကုန်လုံးမှတ်ထားပြီးသားပဲဘန်ကိပီးဒီကတ်တွေထုတ်ပြတဲ့ဟာတွေအကုန်လုံးတို့အချက်လက်တွေမှတ်ထားပြီးသားဒါတွေအကုန်လုံးပြန်ပြီးတော့တို့စစ်စစ်ဆောင်ရဲလှုပ်ဆောင်ပြီးလို့ရတာပဲလေတကယ်တမ်းဆိုရင်ပေါ့နော်အဲ့တော့ online မှာသွားလုပ်ပြီးပါဘာညာလဲဒီလိုမျိုးတွေဆိုတော့တကယ်ကိုမှကျွန်တော်တို့မြန်မာပြည်သူ ပြည်သားတွေအနေနဲ့တော်တော်လေးကိုမှပေါ့နော်ဟိုအဲ့တော့ဘသူအဖေခေါ်လို့ခေါ်မှမသိဖြစ်နေပြီအဲ့တော့ လူမျိုးကိစ္စတွေကိုသွားတိုင်မယ်ဘယ်သူတိုင်လို့တိုင်မယ်လည်းမသိဘယ်သူအာကိုလို့အာကိုရမယ်လည်းမသိအဲ့လိုအနေထားမျိုးဖြစ်နေရအခုလည်းရှိချင်နေရအဲ့တော့ကြတော့တော်တော်လေးခက်တယ်နော်အဲ့လိုကဲဘာပဲဖြစ်ဖြစ်ကိပေးသုံးဆွဲသူတွေအနေနဲ့တတိလေးထားပြီးတော့သုံးဆွဲစေချင်ပါတယ်အခုလိုခက်စစ်ချင်းကလေးဖြစ်တာလေးကျွန်တော်တွေးရှိရတော့ဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဘန်ဘက်ကလည်းဒါလေးကိုလိုက်လံဆောင်ရွက်ပေးစေချင်ပါတယ်လို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်အဲ့တော့တ िश ူသက်သူတွေအနေနဲ့ရောဘလို့ ထမင်းယူစားမိလဲပေါ့နော်ထမင်းယူစားချက်ကလေးကိပေးသုံးနေလို့ရှိရလဲကိုယ့်ရဲ့အတွေ့အကြုံလေးတွေထမင်းယူစားချက်ကလေးကိုအောက်မှာ comment မှာတစ်ချက်လောက်ဝင်းသွားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျစိတ်အချမ်းသာခြင်းကိုကြီးကြမှာခြင်းနဲ့အားလုံးပြည့်စုံကြပါစေဗျာ